ကဲဘာပြောရမလဲတော့မသိရဘူးအာအားလုံးလည်းကြည်ပြီးပြီဆိုတော့ပွဲတွင်းကိစ္စတွေတော့တိတ်ပြီးတော့မပြောတော့ဘူးအဓိကလိုအပ်ချက်ပေါ့နော်ကျွန်တော်အမြင်ရကတော့မြန်မာကစားသမားတွေဒီပြည်တွင်းမှာဆိုရင်တော့ဒီမွေထိုင်းစတိုင်မွေထိုင်းဖောင်နဲ့အသားကျတဲ့တက်ကနစ်တစ်ခုလေ့ကျင့်ရင်တစ်ခုတော့ရနိုင်အောင်မှာတော့မဟုတ်ဘူးခူလောလောဆယ်ကတော့အဲ့လိုပဲမြင်တယ်ဆိုတော့အကောင်းဆုံးကတော့ထိုင်းလောက်မှာလာနေပြီးတော့လေ့ကျင့်သင့်ပြီလို့တော့ထင်တယ်တိုက်ကမွေထိုင်းက ကစားသမားအသစ်တွေအထူးသဖြင့်မြန်မာကစားသမားတွေကိုကမ်းလှမ်းထားတာတွေရှိတယ်။အာတိုက်ကားမွေထိုင်တဲ့ခြေကြီးပေါ့နော်။တိုက်ကားမှမနေနိုင်ဘူးဖုခတ်မှမနေနိုင်ဘူးဆိုရင်လည်းတခြားနေရာတွေဥမာဘန်ကောက်တို့ပဲဖြစ်ဖြစ်ချင်းမိုင်ပဲဖြစ်ဖြစ်တနေ့ရရမှာဒီမွေထိုင် style မွေထိုင် technique အစစ်ကိုကောင်းမွန်မွန်တည်တည်ချေချာလာလေးကျင့်သိနေပြီလို့ထင်ပါတယ်။ဆိုတော့တပွဲလည်းမဟုတ်နှစ်ပွဲလည်းမဟုတ်ဘူးကစားသမားတွေနဲ့လည်းဆိုင်တော့မဆိုင်ဘူးဗျ။ ကျွန်တော်တို့ဒီမြမယူကလက်ဝေးမှာကွာနေစစ်နေပိုင်းတွေကအရန်အားနေကြတော့တကယ်တမ်း technique ကိုတိတိကျကျ analysis လုပ်ပြီးတော့တခြားပညာရပ်တွေကကောင်းတဲ့အချက်တွေယူပြီးတော့မကောင်းတာတွေပယ်ပြီးတော့ modify လုပ်ထားတဲ့မွေထိုင်းကိုပညာပိုင်းမှာကျွန်တော်တို့ကဘလို့မှရှင်းလို့မရအောင်ဒါကျွန်တော်ပြောခဲ့တာကြားလာပြီအစောကြီးကတည်းကကျွန်တော်ပြောခဲ့တယ်အဝိုင်းဆဲကြတယ်ပေါ့ရိုးရာကိုမကောင်းပြောတယ်ပေါ့အမှန်မှန်နေစစ်နေပိုင်းတော်တော်လေးအားနေပါတယ်ရိုးရာမကောင်းလို့မဆိုလို့ချင်းဘူး ပညာရပ်ပိုင်းမှာနေ့စနေပိုင်းမှာအရင်အားနေပါတယ်အရင်တည်းကလည်းကျွန်တော်ထောက်ပြခဲ့ပြီးသားပါမွေထိုင်းဆော့မယ်ဝမ်းချက်မဲ့ရှစ်မှာနေရာရနေပြီဆိုရင်ဒီအခွင့်အရေးကလူတိုင်းမရဘူးဝမ်းချက်မဲ့ရှစ်ကိုဝင်ကျင်တဲ့ကစားသမားကဖူခက်မာတော်မှတောင်းကနန်းလောက်ရှိတယ် ဖုခဲဆိုတာကမွေထိုင်းကိုတိတ်ချာလေ့ကျင့်ပေးတဲ့နေရာတစ်ခုပါအဲ့နေရာလေးမှာတော့ကျွန်တော်သိတဲ့လောက်ကတောင်းကနန်းလောက်ရှိတယ်ထိုင်းတနိုင်ငံလုံးမှာဆိုရင်တိန်ကနန်းလောက်ရှိမယ် global မှာဆိုရင်တန်ကနန်းလောက်ရှိနေလောက်ပြီလို့ခံမှန်းတယ်ဆိုတော့အဲ့ဒီခွင့်ရကိုကရနေတဲ့ခါမှာကောင်းမွန်အောင်အသုံးချတတ်ဖို့လိုတယ် okay တခြားမလိုအပ်တာကြီးကျွန်တော်ဘာမှမပြောတော့ဘူး one championship မှာထိုးနေပြီရွာကစားသမားထိုင်းကိုလာပြီးတော့ထိုင်းမှာလာလေ့ကျင့်တော့ဒါပဲပြောလို့ရတယ်ကျွန်တော်ဘာမှပြောလို့မရတော့ဘူးနေ့စနေပိုင်းနေဘာမှပြောလို့မရတော့ဘူးထိုင်းမှာလာပြီးတော့မလေ့ကျင့်အောင်ဆိုရင်မဖြစ်နိုင်ဘူး တခါလေအပြက်ပြောလိုက်မယ်မဖြစ်နိုင်ဘူးတခါလေးမှလိုက်ကျွန်တော်စကားကုန်ပြောလိုက်ပြီပြည်တွင်းမှာလေ့ကျင့်မယ်ဘယ်ဆရာနဲ့လေ့ကျင့်နေနေဒါဆရာတွေကိုစော်ကားတာမဟုတ်ဆရာတွေဒီရိုးရလဝိဆရာတွေအခုစော်နေတာမွေထိုင်း different spot မတူညီတဲ့နီးစနစ်အားကစားနည်းတစ်ခုမြန်မာပြည်တွင်းမှာလေ့ကျင့်နေသွေးကတော့ဒီ one championship စင်မြင့်ထပ်မှာအောင်ပွဲတွေရနိုင်ဖို့ကခေါင်းပန်းလန့်နေတယ်လို့ဖြစ်နေမှာပဲဗျာ ကျွန်တော်တို့ကစားသမားတွေအတွက်ကမျော်လင့်စရာက lucky punch lucky strike လို့ပဲပြောရမယ့်အနေအထားမျိုးတော့ဖြစ်နေပြီပွဲတွင်းမှာတော့ lucky ဆိုတဲ့စကားတော့တိတ်တော့တုံးတော့မကောင်းရှိတော့ရှိပါတယ်ဒါပေမဲ့ပွဲတွင်းမှာထိုးတဲ့ဒီလက်သီးချက်တွေရိုက်တဲ့တထောင်ချက်တွေအကုန်လုံးက training မှာလေ့ကျင့်ထားတဲ့ထိုးချက်ကန်ချက်တွေကိုကျိုးဝိုင်းတွေမှာပြန်ပြီးအသုံးချရတာဖြစ်တယ်မိစိုးပင်စိုးစေကမှာပေါ့နော်နီးစနစ်ပိုင်းကတော်တော်လေးအားနေနေပါပြီအခုမှလည်းပြန်ပြင်ဖို့ကလည်းဆယ်စုနှစ်တစ်ခုလောက်တော့အချိန်ယူရအောင်ပါ ဘယ်သူမှလည်းဆယ်စုံနှစ်တခုမဆောက်နိုင်တော့ဘူးဆိုတော့ကိုကဒီခွင့်ရေးကိုရနိုင်ပြီဆိုရင်အကောင်းဆုံးကတော့ထိုင်းမှာလာနေပါထိုင်းမှာလေ့ကျင့်မှာမွေထိုင်းတည်တည်ချာချာလေ့ကျင့်မှာဒါပဲပြောလို့ရပါတယ်ဒီဘက်မှာဆိုလဲအဲမွေအနေနဲ့ကအဲမွေရဲ့ character ကလည်းအဲ့လိုမျိုးနည်းနည်းလောတတ်တယ်လိုက်တတ်တယ်ကိုကထင်ရင်ထိစလောက်လည်းလိုက်တတ်တယ်ပွဲစားပိုင်းမှာ तू ကစီးနေပြီးတော့အရှုံးကနေအနိုင်ပြန်ဖြစ်သွားတယ်ခြေကံလို့ရတဲ့အကွာဝေးတစ်ခုမပေးပါနဲ့လို့ပြောထားတဲ့ဟာကိုခြေကံလို့ရတဲ့အကွာဝေးတစ်ခုပေးဆော့ပါတယ် ဘာမှမတက်နိုင်ဘူးလေဆိုတော့ထီတယ်တခြားလို့ဆိုရင်မှောက်တဲ့အနေထားမှာတော့ तू မတက်တော့ရက်နိုင်သေးတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့လစ်သွားတာပါပဲတိုင်တားတာဆော့တယ်လို့မထင်ပါနဲ့မဆော့ပါဘူးဒါသိမ့်ပါတယ်ကိုလူကဘာမှပြန်ပြီး response ပြန်မလာတော့ဘူးဒီတိုင်းဆက်လွတ်ပင်းရင်လည်းကိုလူနာဖို့ပဲရှိတယ်နန်ချားတွေကိုဒူက၄၅၆ကျက်လောက်ဆင့်ပြီးဝင်နေပါပြီဆိုတော့ဘာမှပြောစရာတော့မရှိတော့ပါဘူးကစားသမားတွေထိုင်းကိုလာနေပါထိုင်းမှာလေ့ကျင့်ပါဒါပါပဲကျွန်တော်ပြောချင်တာကတော့ကျွန်တော်လည်းဘာမှပြောလို့မရတော့ပါဘူး ကျွန်တော်နေရောတာပါ channel msn ရပါ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ